အောင်ပွဲအခမ်းအကောင်းလို့ရီယက်ပလေယာတွေစစ်ဆေးခံနေရမလ73ရက်ကရှင်ပြိုင်ခဲ့တဲ့အက်တလတီကိုနဲ့ရီယယ်မက်ဒီတိုရဲ့ချန်ပီယံလီ16သင်းဆင့်ရှုံးထွက်ဒုတိယအကြော့ဟာပန်နတီအထိပိုးဆက်ရှိခဲ့ပါတယ်။ပန်နတီအဆုံးဖြတ်မှာရီယယ်မက်ဒီက၄ဂိုး၂ဂိုးနဲ့အနိုင်ရပြီးကွာတာဖိုင်နယ်တက်ရောက်ခဲ့တာပါ။ ပွဲပြီးအောင်ပွဲခံရမှာရီယပ်ပလေယာ၄ဦးဖြစ်တဲ့ရူဒီကအမ်ဘာဘေးဖီနီစီယန်နဲ့စီဘယ်လိုရဲ့အပြုတ်မှုတွေက မလျော်မကန်ဖြစ်ခဲ့လို့ UEFA ကစစ်ဆေးမှုတွေစတင်လိုက်ပါပြီ။အတ္တလတီကိုအသင်းကပြမက်ပလေယာ၄ဦးအောင်ပွဲခံရတဲ့ပတ်သက်ပြီးအရေးယူပေးဖို့ UEFA ထံတိုက်တန်းခဲ့တာပါ။ ကစားသမားတူဦးချင်းစီရဲ့အောင်ပွဲခံမှုတွေဟာပလေးသက်ကိုတရက်စော်ကားတာဒါမှမဟုတ် UEFA ရဲ့စီးနင်းတွေနဲ့ကိုက်ညီမှုမရှိလို့စစ်ဆေးခံနေရတာဖြစ်ပါတယ်။ UEFA ဟာစစ်ဆေးမှုတွေကိုအာဆင်နယ်အသင်းနဲ့ကွာတာဖိုင်နယ်ပထမအကြိမ်မတိုင်ခင်ပြစ်ဒဏ်ချမှတ်မယ်လို့ယုံကြည်ရပါတယ်။တကယ်လို့စီကံဖောက်ခဲလို့ရှိရင်ပွက်ပက်ပြစ်ဒဏ်ချမှတ်ခံရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်ရီယန်အခက်အာဆင်နယ်အချက်လို့ပြောရမလို့ပါ။ ရီယယ်မတ်ရီဟာလာမယ့်အပယ်6ရက်မှာကွာတာဖိုင်နယ်ပထမအကြောအဖြစ်အာဆင်နယ်ကွင်ကိုတွားရောက်ကစားရမှာပါ။ရီယယ်နဲ့အာဆင်နယ်တို့ဟာ2006ချန်ပီယံလိနောက်ပိုင်းပထမဆုံးအကြိမ်ပြန်တွေ့နေတာပါ။ of life.